แม่ปูจีนล่ะพี่แม่ปูจีนล่ะพี่เอ้โอ้เอ้นัวแลกูเด้นัวแลกูเด้เฮ้ยดีแลเลยสุเนาะน้องอ่ะตายาตะแกตะลงอ่ะตายาตะลงล่ะกาปัตตี้นี่เนี่ยพี่กูพี่อารมณ์ไม่มีกันป่ะทีนี้ก็เราจะจောက်ตั้นไซเคิลิสต์นี่ปองพี่แล้วมะเน้มู้ได้แลนไมค์นี่ตั้วนี่มาဖြစ်ပါတယ်เบยตั้วนี่มั้ยဆိုတော့ကျွန်တော်သူလူဆက်လက်စောင့်ကြည့်လိုက်ရအောင်ဗျာแกตั้วจ๋าเมดีแลนตက်เนี่ยยรณาแลนตက်เนี่ยอยู่เปาะ ကျွန်တော်စားထွက်တာတော့တာကေတာတိုင်းနာကျွရနာရတနာလမ်းอ่ะဗောနော်အဲအနေပြီးတော့ကျွန်တော်တို့ဘကိုးမြစ်လမ်းကနေပြီးတော့ဖြတ်ပြီးတော့ကလဝဲတရားကိုဖြတ်ပြီးတော့တန်လင်မောက်ကိုဆင်းရမှာဗောလမ်းမှာလည်းဝင်ခေါ်မယ်လူတွေရှိတယ်ပြီးတော့ကျွန်တော်အချောက်လမ်းဆုံးမှာလည်းကျွန်တော်ကြောက်တန်းလာတဲ့ไซကလစ်တွေဗောနော်အဲသူတို့နဲ့လည်းပေါင်းပြီးတော့နေအောင်ပါဆိုတော့လူတွေကများမှာဒီနေ့ကလူတော်တော်များမှာဘယ်လိုကြုံရမလဲဆိုတော့တော်တော်ဆက်လက်ဆောင်ကြည့်ရကြအောင်ဗျာအခုကျွန်တော်ဘကိုးမြစ်လမ်းတော့မရောက်သေးဘူးဘကိုးမြစ်လမ်းတက်တဲ့ဆက်နေသွားမှာဗောနော်တော်တော်ဆက်ကျွန်တော်ဖြတ်လမ်းဗောရှေးလီလမ်းဆိုလို့ခေါ်တယ်အဲရှေးလီလမ်းကနေကျွန်တော်ဖွင့်သွားမှာဗောနော် ကျွန်တော်အခုဒီပထမဆုံးသဖိတ်ဆိုင်သွားထိုင်ပါဘောနော်သဖိတ်ဆိုင်ထိုင်မဲ့ဆိုင်ကကျွန်တော်ဒီအကိုမြလန်ယူသရဥယျာဉ်မြို့တော်အကျော်ကဒီအိမ်ယာမှာရှိတဲ့သဖိတ်သဖိတ်တွေထိုင်ပါဘောနော်အဲ့မှာသွားထိုင်ပါဘောဒီရွှေလီလမ်းရဲ့မြင်ကွင်းနေရာလေလာတယ်ဘောနော်အဲဒါမဲ့ကျွန်တော်တိတ်တိတ်မရိုက်ပြတော့ပြီးခဲ့တဲ့ဗီဒီယိုဒီမှာရိုက်ပြရှိတော့ဒီနေ့ဗီဒီယိုအဓိကကျွန်တော်တို့ကျောက်တန်းဆိုက်ကလစ်စင်နဲ့တွေ့ပြီးမှကျွန်တော်တို့ရိုက်ပြမယ်လမ်းမိုင်းတွေပို့ကောင်းပါဘောနော်အဲ့လမ်းမိုင်းတွေရောက်မှကျွန်တော်တိတ်တိတ်ရိုက်ပြပြီဘောနော်ဆက်ထိုးမယ်ရှင်းမှာကျွန်တော်ကိုွေ့ရတော့ရှင်းလမ်းဘောနော် လက်အကွေပြီးတော့ကျွန်တော်တို့ဘုံမြင့်လမ်းပေါ်တက်မှာကားကြီးပါတယ်နော်ယူဆိုင်ရတယ်ခုကတော့ကျွန်တော်ခုနချိုးလာတဲ့ပုံနမီလမ်းပေါ်မှာဗောနော်အဲ့ရနေပြီးတော့ဘုံမြင့်လမ်းကိုတက်မှာဖြစ်ပါတယ်ကိုရှင်းနာမှာချိုးရအောင်မယ်ကျွန်တော်ကားကြီးရနော်ရချိုးလို့ရချိုးပါလိမ့်မယ်ပလေးချိန်နေကြရရရโอเคကျွန်တော်ဘကုံးမြင့်လမ်းရောက်ပြီဗောနော်ဒီကောက်ရဲ့မျိုးတော့ဗောနော်ဟိုမှာအပေါ်တရားစောင့်အဲကျွန်တော်ဟိုမှာလပိတ်လပိတ်ဆိုင်မှာရှိမှာစုံဗောနော် ကဲရှေ့မှာကျွန်တော်ကြွေ့ရမယ့်နေရာရောက်ပြီဗောနော်ဘက်ချမ်းမှာဆိုင်ရဒီတရားလေးကနေပြီးတော့ကျွန်တော်ကြွေ့ပါမှာဗောနော်ဟုတ်တယ်ဟုတ်တယ်ဒီကကြွေ့ရဆဲမထိုင်ပါဗောနော်ရွှေလင်းအင်းနဲ့ဒီမှာချိန်နှားကြတယ်ကျွန်တော်ကဲဒီမှာကျွန်တော်ဆပင်းနေရပြီးတော့ဟုတ်နေဆက်ဆက်ပြီးတော့ခဏတော့ထိုင်လိုက်အောင်ဗောနော်တိုင်နေပြီသမင်းညောသမင်းညောမဆမှုစားဟုတ်မှာပေါ့စီကိုယ် ပါတယ်ပါတယ်ပါတယ်ဒါလေးမပြေကဲကျွန်တော်စားပြီးတောက်ပြီးပြီဆိုတော့ဆက်သွားပါမလို့အဲလောလောကျွန်တော်ကလဝဲတရာကိုဖြတ်မယ်ဖြတ်ပြီးအမတ်ချောက်လမ်းဆုံးမှာချိန်ထားတဲ့ဘရိုတွေရဲ့တောက်တဲ့ဆိုက်ကလစ်စီတွေတော့တွေ့ပါမလို့ဆက်ထုံမယ်နော်ကျွန်တော်ကလဝဲတရာကိုသွားတော့မှာမလို့ကျွန်တော်ဒီကနေပြီးတော့ညာဘက်ချိုးပြီးတော့နေ့ဆက်နေဝင်ကလဝဲတရာရောက်ပါပြီကလဝဲတရာတက်ပြီနော်အားမရောက်ပါပြီကလဝဲတရာကိုရောက်ပြီနော် ိုင်းဆိုဒီပေါ်မှာကျွန်တော်တို့အမတ်တရားဓာတ်ပုံလေးပါရိုက်နေကြပါတော့လောလောဆယ်တော့ဒီနေ့နောက်ကျနေပြီကျွန်တော်ရှေ့မှာရှေ့မှာစောင့်နေပလို့ရှိတယ်ဗောနအဲ့ဒီလည်းကျွန်တော်ဆက်သွားပါဦးဒါဘောမြင်ကွင်းလေးတော့ခဏရိုက်ပြပါမယ်နော်ဒီရင်းနေတဲ့တက်နေနော်ဘာသာပြင်နေရမှာမလို့ဒီနေ့ကျွန်တော်ကကင်မရာကူရိုက်ပေးတယ်ကိုလိုက်ဖြစ်ပါတယ် လက်ဘေးမှာတော့တရားပြင်နေရပါတော့အဲ့ပြကျွန်တော်တို့ဒီဘယ်ဘယ်ချမ်းနေကတ်သွားပါဘေးထောင်းတော့တစည်းချင်းသွားတော့ကဲတရားသိပြီပေါ့နော်ရှေ့မှာတိုးကိတ်ပေါ့နော်ဟာဒီနေ့ပထမအုပ်ဆုံးဖျက်ရတဲ့တိုးကိတ်ပေါ့အဲ့ကျွန်တော်နေတာတိုးကိတ်ကဒီနေ့ဒီတစ်ခုပဲဖျက်ရမှာတဲ့ကဲဘေးလိုက်သွားပါပေါ့နော် ိုးကိတ်ကြော်ဘူးအဲ့တော့လမ်းနေရကျွန်တော်ဒီတိုင်းပဲအဲလေခွင်းနေနေပေါ့နော်ကျွန်တော်တစ်ဖက်တော့ရိုက်ပြပြီးမယ်အများကြီးရိုက်ပြပြမမြတ်စားမရှိဘူးတိုးကိတ်ပြပြီးသွားလို့ရှိရင်ကျွန်တော်ဟိုဘက်ဘေးဒီဘက်ဘေးမှာလေခွင်းနေပြီပေါ့နော်ဘာမှရိုက်ပြတဲ့မမြတ်စားမရှိဘူးအဲ့တော့ကျွန်တော်အမှတ်6လမ်းဆောင်လာရောက်တော့မှာပဲဆက်ပြီးရိုက်ပြပြီးမယ်နော်ကျွန်တော်ဟိုချိန်မှာဆိုရင်အမှတ်6လမ်းဆောင်ရောက်ပြီပေါ့နော်အဲဒီမှာဦးစောင့်နေတဲ့ဘရိုနေအောင်နဲ့လည်းတွေ့ပြီအဲကျန်တာတော့ကြောက်တဲ့ဆိုင်ကလစ်စင်နဲ့တွေ့ဖို့ပဲကျန်တော့လေရှင်းသားမှာစောင့်နေမယ်ရှင်လေကျွန်တော်ရှင်းသားလေးကိုဆက်သွားကြည့်လာပါနော်ဒါကျွန်တော်ဆောင်တော့ဟန်းကြုံနဲ့အကူပါနော် ူကမင်္ဂလာတော်သွားမှာလေခင်ဗျလမ်းသူငုတ်ဆက်တယ်ကဲခြေရောက်ဘယ်ဘက်ချိုးပြီးခဏရက်မယ်နော်အဲ့ဒါသွားမသွားမလားကဲမချောက်လမ်းတော့ရောက်ပြီတော့ဘယ်ဘက်ကွေးရမှာဗောနော်ဘယ်ဘက်ကွေးလဲဘယ်ဘက်ကွေးလဲဘယ်ဘက်ကွေးပြီးတော့ဟိုမှာခြံခြံရှိရိုက်ခြံတော့မှာဆောက်ဒီကားကြီးကြော်ရလိုက်မယ်လား ဒီလားလေးမှာကျွန်တော်နောက်ကလာတဲ့အကိုတွေကိုခဏစောင့်ပါမယ်နော်။ကြောက်တန်းကြောက်တန်းကလာတဲ့အကိုတွေကိုခဏစောင့်ပါမယ်။ဟိုမှာကြောက်တန်းအကိုတွေလာကြပြီပေါ့နော်။ကြောက်တန်းစိုက်ကလစ်ဖွင့်မယ်။မင်္ဂလာပါ။မင်္ဂလာပါ။ကြောက်တန်းစိုက်ကလစ်အဖွဲ့ပေါ့နော်။အားကြောက်6ယောက်ဘောဘူး။6ယောက်။6ယောက်လား။အနောက်မှာကြက်နေ။အနောက်မှာကြက် ။အနောက်မှာကြံသေးရဲ့၈ရောက်။အပြန်လည်းနေရိုက်ပြီ။ဟိုဝဝပေးပြီ။ဒီမြားကြောင့်။ဖောက်ခွာပြီပေါ့နော်စပြီ။ဒူးတော်တော်များဝါကြီး။ကျွန်တော်ရီးတော်မီးရတယ်ကိုဘယ်နဲ့ရောက်လဲ။ကဲဆက်တော့မယ်နော်။ကိုရှင်းမှာတို့ကခိုင်းပြီးကြော်လာပြီ။ပတ်ချောက်လည်းအချင်းချင်းနဲ့ကျွန်တော်တို့လူအုပ်ကများများနဲ့တွေ့ပြီ။ဟိုမှာအပြန်လည်းနေရိုက်နေပါလေ။ဒါကျွန်တော်ရဲ့ကင်မရာမန်ပါ။အားရလူများရဲ့ဗျ။ ူနာမှာလမ်းလည်းကျင်းတော့ထိမိသွားနေရဟူးမိစောင်းတော့ဘူးကျွန်တော်သွားမယ့်လမ်းအမိုင်းလေးကိုတန်းနေကြရင်ကျွန်တော်ဒိတ်စိတ်လေးပြောကြပါမယ်เนาะဟိုကိုတယောက်ရှင်းပြပေးလို့ဒီနေ့ကျွန်တော်မနက်ထွက်လာတဲ့ကမိုးကရွာနေတာပေါ့เนาะဒါပေမဲ့မိုးရွာတာနေပူလာတဲ့ကကျွန်တော်တို့ရဲ့စပိန်စီးခြင်းစိတ်ကိုဘာမှတားဆီးလို့မရပါဘူးလမ်းလေထားလေးတော့ဒီလိုလေးရှိပါလေကျွန်တော်ဒီမှာ register form လဲတာတော့မဒီလဲဒီလမ်းနေလာတိုးနေကဲဒီမှာတောက်တန်းအကူပေါ့နော် KKCC ရပါ အဲဒီကိုလည်းဒီကိုလည်းကျွန်တော်ဒီလမ်းကြောင်းဆွဲတာပေါ့နော်အဲဒီနေ့ကောပဲလမ်းကြောင်းလေးကိုဒီကိုရှင်းပြပေးနေမယ်နော်တို့တို့ဒီတုံးဝတငေလမ်းပေါ်ကကျွန်တော်တိုက်တူးကန်အကျော်ကအိမ်သူပြားရောက်အောင်ပရမဝင်လေပါမယ်ပြီးွားရင်ကျွန်တော်တို့အဝေးလေးပြီးွားရင်နောက်ထပ်ရဲနဲ့တွေ့ရမှာရှိရင်အင်းရဲတော်စီတော်ကျွန်တော်ဝင်လေပါမယ်ပြီးကျွန်တော်တုံးဝမျိုးဆက်ပြီးတော့နင်းမယ်ဒီကတုံးဝမျိုးကတစ်ဆင့်တရားမျိုးကိုတွားမယ်ခင်ဗျာတရားမျိုးကလည်းကျွန်တော်တို့ small wing တရားကိုကျွန်တော်တို့ဖြတ်ပြီးတော့ကျွန်တော်တို့ကြောက်တဲ့ဘက်ကိုကျွန်တော်တို့ပြန်ပါမယ်ခင်ဗျာ okay အဲ့တော့ဆက်ထိုးမယ်နော်ကျွန်တော်တို့ okay ဒီမှာတော့ တထေးကွင်းဆံပြကြည့်ရအောင်အရှိမရောက်ဘူးနော်တထေးကွင်းဆံပြကြည့်ရအောင်ကားနော်မြင်ကွင်းလေးတွေကျင်စိတ်ပဲရှိသေးတယ်ကျင်စိတ်ဆံပြပြီအားခုလောလောဆယ်ကတော့ကျွန်တော်ကရင်စိတ်ဆံပြကြည့်ရအောင်ထွက်ပြီးပေါ့ကျွန်တော်အရှိမပလဲဆိုတဲ့ကြည့်ရရောက်တော့မှာပေါ့နော်အဲကျွန်တော်တုံးခွားအပိုင်တွေတော့ဝင်လာပြီပေါ့ဆက်တော့မယ်နော်ညမှာတော့ခွေလေးပေါ့နော်ဒီနားမှာတော့လေကွင်းတွေပဲများတယ်ကျွန်တော်လည်းထူးထူးခြားခြားရှိတဲ့နေရာလေးတွေပဲရိုက်ပြပြီနော်ဆဲတာဆဲတာ ာတကထက်ကိုရေဗောနော်ရှင်းမလူတွေပြန်ဆောင်းလေကျွန်တော်တို့အဲဟုတ်ရှင်းမဓာတ်ပုံရိုက်မေရှင်းမကျွန်တော်တို့ဟိုမှာရှက်ခွေတွေစောင့်ကြတာဗောနော်ကျွန်တော်ရောက်ဖို့တော့လူသေးတယ်ဗောနော်ရှင်းမပင်မမဲ့လမ်းမိုင်းတွေစောင့်မှာဆိုတော့ကျွန်တော်တို့ဘီကေကပေးတဲ့ energy gen လေးရှိတယ်ဗောနော်အဲ့ဒါလေးကျွန်တော်တို့ငါတောက်လိုက်ဗောကဲဆဲပြီးတော့ဆဲပြီးဒီ gen လေးကတော့ကျွန်တော်တို့ဘီကေဘီကေ honey gen ဗောနော်ကြားရေးပေးစီ ဒီဂျေလေးကြောင့်ကျွန်တော်နောက်ကြုံမှပဲပြောပြပြမယ်လောလောဆယ်ကတော့ကျွန်တော်အားကုန်ပဲလမ်းမိုင်းကိုရှိဖို့တောက်လိုက်တာပေါ့နော်အချိန်မှာကျွန်တော်ကံမြင့်ကြီးရွာတယ်ကံမြင့်ကြီးရွာပြီးတိုက်တူးကန်ရောက်ပြီတိုက်တူးကန်ရောက်ကျွန်တော်ပထမဆုံးဝင်မဲ့နေရာရောက်တော့မှာပေါ့နော်ဆက်တိုးမယ်တန်လျင်မျိုးနဲ့အစုံအုံနဲ့သုံးကားမျိုးနဲ့အစာဆုံးနဲ့အစာပေါ့နော်ဓာတ်နေထားလေးကတော့ရှယ်ပဲပေါ့နော်အဲနေလေးကထွက်ပေမဲ့ကျွန်တော်မိုးလေးနဲ့အုပ်နေတော့အဆင်ပြေသေးတယ်အချိန်မှာတော့ကံမြင့်ဆံပြကြီးရွာကံမြင့်ကြီးရွာပေါ့နော်ပြင်မကန်ပြင်မကန်ဆံပြကြီးရွာရောက်ပြီဆက်တိုးပြီနော် ာကျွန်တော်ခေမာကံမြင့်ကြောင်းတဲ့ဒီလမ်းမိုင်းလေးကတော့လေဆန်လေးပေါ့နော်ဒီလေးနဲ့နဲ့ရှိတယ်ဒီနားလေးမှာတော့လမ်းပြန်ကောင်းသွားပြီပေါ့နော်ကားကြီးတွေကျော်လာအနေအားတွေပါကျွန်တော်ကြောက်ဖို့ကောင်းတယ်ဒီဟက်သွားတော့သီးတဲ့ဂျင်းလာဒါလည်းဂျင်းနဲ့ကြပါပေါ့နော်အဲဒီတခွေ့ပြီးတော့ကျွန်တော်တိုက်တူးကန်ရောက်ပြီကဲတိုက်တူးကန်ရှိပါရောက်ပြီပေါ့နော်ကျွန်တော်ဒီကနေပြီးတော့ဆိုရင်7မိနစ်လောက်နေမိသွားရင်တော့ကျွန်တော်ပထမဦးသွားမယ့်နေရာရောက်ပြီဆိုပြောပါတယ်အခုရှိအမိုးနီတွေကျော်ရောက်ပြီလေ ဒီမှာဘိုးဘွားရိတ်တာတုံးกว่าမြို့ဟိုရှေ့မှာရောက်ပြီကားပါတယ်ကူးဆိုင်အောင်เนาะရှင်နားမှာရောက်ပါပြီဟိုရှေ့မှာကျွန်တော်ဒီမှာလွန်ခဲ့တဲ့နှစ်နှစ်လောက်ကကျွန်တော်လာဘူးတယ်ဗောနော်အဲ့ရှေ့ရဲ့ဈေးရဲ့လေးမှာကျွန်တော်ခဏနားဘူးတယ်ဒီမှာစိတ်ဓာတ်ကန်းကြီးကိုတွားရတာဗောဒီလမ်းမှာတွားရတာအဲ့ဗီဒီယိုလေးကိုကြည့်ချင်ရင်ကျွန်တော် comment မှာလာတောင်းလို့ရပါတယ်ဒီကတော့ကျွန်တော်ဒီမှာခဏဝင်မယ်เนาะကဲရောက်ပြီရက်နေရမှာ ကဲကျွန်တော်ဒီနားမှာအမှတ်တရဓာတ်ပုံရိုက်ပြီးတော့တဲခဏဝင်လာပါနော်။ဟုတ်ပါ။ကဲဝင်မယ်နော်။ဝင်လန်းလေးရတော့ငင်ဝင်လေးကောင်းပါလေ။မလေးကျွန်တော်တို့ဆက်တနာကြီးဆိုရင်ဆက်တက်လို့ထမင်းကျွေးတယ်ဗောနော်အဲ့မဲ့ကျွန်တော်တို့ကဒီနေ့စောနေတော့နောက်မှပဲဟောဒါစားကြမှာဗောနော်

ကျွန်တော်ဒီထိတ်နားလေးကနေပြီးတော့ဘယ်ဘက်ချမ်းကိုချိုးပြီးတော့မတ်ချောက်လမ်းပေါ်ပြန်တက်မှာဖြစ်ပါတယ်။အဲပြီးရင်တော့ကျွန်တော်နည်းနည်းလေးဆက်နေရမှာပေါ့နော်ဘယ်လိုသွားမှဆက်ပြီးတော့ပြပြမယ်နော်။ကဲမတ်ချောက်လမ်းပေါ်ရောက်ပါပြီ။ချိန်မှာကျွန်တော်တို့ရောက်ပါပြီ။လုံမဏီတာမောအင်ဂျင်တော်ခုညော်ရဲ။ဝင်း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 အဲရဲနဲ့ချိန်ရပါပေါ့နော်။ရဲနဲ့ချိန်ရဝင်လာမယ်မြင်ဝင်လေးတွေပေါ့နော် အပြေးမှာတော့ရေကန်လေးပေါ့နော်နားမနေထားလေးရတော့ဒီလိုပါပဲရှယ်ပဲဒီလမ်းကတော့ဒီလိုပဲအပင်လေးတင်တယ်ပေါ့နော်ငင်ငွေးတွေကဒီလိုမျက်စိတဆုံးဆိုတော့ကျွန်တော်ရောက်ကန်ဒီတော့မှာပဲဆက်ပြီးတော့ရိုက်ရပြီးတော့ပေါ့နော်ဒီနေ့ကျွန်တော်နေရမယ့်လမ်းပိုင်းလေးတွေကလည်းများတယ်ဝင်မဲ့နေရာလေးတွေလည်းရှိတယ်အဲ့အတွက်ကြောင့်မလို့ကျွန်တော်ဗီဒီယိုအရန်ရှိမှာဆိုလို့တချို့လမ်းပိုင်းလေးတွေကိုအမြန်လေးကျွန်တော်ရိုက်ကူးပြသပေးမယ်နော်အဲ့တချို့လမ်းပိုင်းလေးကတစ်ဖက်တစ်ဖက်စီပဲကျွန်တော်ရိုက်ပြပေးမယ်နော်ကြံသေးရဲ့နောက်ကလူတွေရောပါလားမသိဘူးနောက်ကလူတွေမြင်ရောမြင်ရလားဘူး ဒီမှာသနားလေးပေါ့နော်ရောက်ပြီရောက်ရောက်ပြီကဲတော့ငွေငွေလေးတွေခဏလောက်ရေးပြပြမယ်နော်เอซี่แม่ล่ะเออคุณน่ะเจตอกตาเนาะเอซี่บรูเอ้ยนี่วิดีโอนี้ด้วยกล้องคุณนี่ย้ายกู้ไปเกเรโกแลนด์ก็เลยเจซุอุทุไปติดชื่อไปนะครับ ီနေ့အတွက်ကျွန်တော်တို့အမတ်တရဖြစ်เสียအဖြစ်ရနှစ်ခုလောက်ထပ်ပြီးတော့ဂျုံအောင်ပါဘောနော်အဲဘလို့ဒီဂျုံလဲဆိုတာကျွန်တော်တို့သူဆက်လက်ဆောင်ကြည့်ကြရအောင်ဗျာမိုးလေရွာလာပြီဟေးမိုးကြီးဒီမှာပြန်နေရတော့မယ်ပြန်ဆက်သွားကြမယ်လို့အဲ့တော့ဒီကနေပြီးတော့ပြန်ထွက်တဲ့ငွေငွေလေးတွေတော့မရိုက်ပြတော့အမတ်ချက်လမ်းကိုရောက်တော့ပါပဲဆက်ပြီးရိုက်ပြပါမယ်နော်โอเคကျွန်တော်မိုးကြီးမိုးကြီးလည်းအထွက်လမ်းလေးမှာမိုးတယောက်ဒီမှာဘိန်းနေနေလက်ချော်သွားလို့ဘိန်းမောက်သွားတယ်နော်သေးတော့ထည့်သေးတော့ထည့်โอเคကျွန်တော်ဆက်ကျွန်တော်သေးထည့်နေသေးဆုံးရ ်အမတ်ချောက်လမ်းပေါ်ရောက်တော့မှပဲဆက်ပြီးရိုက်ရမယ်နော်မိုးကတော့ရှယ်ကောင်းနေပါတော့ဒဲနဲ့ခြေရွာနဲ့ပြန်ထွက်ပြီးဒဲနဲ့ခြေရွာပြန်ထွက်ပြီးတော့ရှေ့ရောက်ရင်ညာပချမ်းချိုးပြီးတော့တုံးကမြို့ဝင်ဆိုင်းဘုံလေးမှာတပုံသွေးရိုက်မယ်ဆက်ပြီးရိုက်တော့ကျွန်တော်ဆက်လက်ထွက်ခေါက်ပါတော့နော်ဖဲလာဖဲလာ SS မိုးကပြန်မိုးကပြန်ကျုံးပြီဗျာဟုတ်ဆိုတော့နည်းနည်းကြကြတော့နင်းပြီးပါပါပြီရှင်းမှာရောက်တော့မယ်လို့သိရပါတယ်သုံးကားမျိုးဝင်ပြီတော့သုံးကားမျိုးရောက်ရှိအဓူးလေးနည်းနည်းတော့ပြေသွားတယ်။လက်လေးနည်းနည်းတော့ထိသွားတယ်။ဒါလေးပြေတော့ထည့်လိုက်။နားပြီးတော့ဓာတ်ပုံရိုက်ပြီးတော့ဆက်လက်ထောက်ပါမယ်နော်။ဟမ်ဗီဒီယို ကဲအခုကျွန်တော်ဒီတက်လေပဲသွားမယ်သွားပြီးတော့သုံးကမြို့ရဲရောက်ပြီးမှဈေးဘက်ရောက်မှကျွန်တော်ချိုးပြီးသွားမှာပေါ့နော်ဆက်လိုက်ထွက်ခွာပြီပေါ့နော်ကျွန်တော်အခုရိုက်ပြမယ့်လမ်းမိုင်းလေးတွေကကျွန်တော်ခါတိုင်းမရိုက်ပြသေးတဲ့လမ်းမိုင်းတွေပါမှာပေါ့နော်အဲ့ဒီတော့ကျွန်တော်ကျွန်တော်တိစိတ်လေးရိုက်ပြပြီးမှဖြစ်ပါတယ်သုံးကမြို့ရဲမြင်ကွင်းလေးတွေပေါ့နော်တော့လာပါတယ်ဘိုးကတော့လုံးဝမှောင်မဲနေတာပေါ့နော်အုံပြီးတော့ဒီနေ့အုံမိုင်းပြီးတော့မှောင်မဲနေတယ် ကဲရှင်းမှာတရားတက်ပြီအဲ့တရားဆင်းမှာအကိုလိုဟိုလိုပြီးခဲ့တဲ့တစ်ခါလာတော့ခွေးလိုက်ခံကဲတရားပေါ့နော်ကောင်းပါနေမလို့ဆိုင်နေရှိတယ်။ဒါစီမီရှိတယ်။ ကဲဒီမှာကုရမယ့်လမ်းရောက်ပြီဟိုမှာတရားမျိုးဘက်ကိုသွားရဲလမ်းပေါ့နော်တရားမျိုးဆို8.65ကီလိုမီတာကဲနေကုကဲနေပြပြန်ကွေ့ကွေ့လေးပေါ့နော်ဒီနားဆက်ပြီးတော့ကျွန်တော်အရေးကမရောက်ရသေးရဲ့မြင်ဝင်းနေလာပြီးတော့ ော်ရှေ့မှာရှေ့မျက်နှာစီးတော့ခဲ့ပြန်ခွေ့တို့ကတော့ဈေးကန်ပါနော်ဈေးကန်ခုကတော့ကျွန်တော်သုံးခွဈေးကျော်လာပြီနော်သုံးခွမြို့ထဲမှာပဲရှိပါသေးတယ်မိုးတိတ်သွားပြီဗောနမိုးကလုံးဝတိတ်သွားဒီဘက်မှာမိုးကလုံးဝမရွာတဲ့လက္ခဏာမှရှိမိုးကခုနမိုးကွက်ချားရွာလာတဲ့အနေအထားမှရှိပါတယ်နားလေးရောရှယ်ပေးပြတော်တော်နင်းလို့ကောင်းပါတယ်မကြခင်မှာကျွန်တော်တို့သရားမျိုးကိုသွားတဲ့လမ်းပေါ်ရောက်တော့မှာဗောန ဟမ်ဒီနားလေးမှာနည်းနည်းတော့ချင်းပါပြီဗောနော်ဆက်တို့နေတော့ကဲဘယ်လိုပတ်သိနေလုံးလုံးပေါ့ဒီတော့ခဏနားရဗောနော်ကျွန်တော်ဒီနားလေးမှာခဏနားပြီးတော့ဆက်ပေါ်မှာခုနကျွန်တော်နားလိုက်တာနေနည်းနည်းပြန်ထွက်လာပြီဗောနော်ကျွန်တော်ဒီတဲ့တဲ့သွားရင်တော့သဓာမျိုးရောက်မှာဗောနော်ဒါပေမဲ့ဒီအရှိမှာကျွန်တော်တို့သဓာတစ်ခုဖြတ်မယ်ဖြတ်ပြီးသွားရင်တော့အဲသဓာမျိုးဘက်ကိုဆက်မသွားဘဲနဲ့တာပလမ်းဘက်ကနေပြီးတော့ကျွန်တော်ပတ်ပြီးတော့သွားမှာဖြစ်ပါတယ်ဘယ်လိုသွားမလဲဆိုတော့ကျွန်တော်တို့ဆက်လက်စောင့်ကြည့်လိုက်ကြအောင်ဗျာကဲရှေ့မှာသဓာလေးတက်ရတော့ပါဗောနော် တော့လာပါလေနေရာလေးတွေကတော့ဟာမိုင်းလေးတွေကတော့ရှယ်ပါပဲဟုတ်ရာဘောအမြင်ကလေးရိုက်ပြပြီနော်ရှယ်ပဲတော့လမ်းလေးတွေဆက်တိုးမယ်နော်ဒီမှာတော့ကနာပနာချေးပြပါဘောနော်အဲတော့လောလောဆယ်ကတော့တရားမျိုးဘက်ကိုမသွားမယ်နဲ့တာပတာပလမ်းဘက်ကနေသွားမှာဘောနော်ရှင်းမှာဘယ်လိုသွားမယ်ဆိုတော့ဆက်ပြီးရိုက်ပြပြီနော်အော်တာပရောက်တော့ အဲ့ကိုရမယ့်နေရာရောက်တော့မှာဗောနငွေလေးတွေရောရှယ်မိုက်တယ်ဗျအဲ့ဗီဒီယိုရမ်းရှိမှာဆိုလို့ဆိုတော့ကျွန်တော်အများကြီးမရိုက်ပြတာဗောနငွေနေရာရှယ်မိုက်ပါလေကဲရှေ့မှာကျွန်တော်တို့ကိုရမယ့်လမ်းမ်းကိုရောက်တော့မှာဗောနပိုးရှေ့မှာဟိုမှာရေးတာတယ်ဟိုတာပကြေးရွာတို့လေဒီလမ်းကနေသွားမှာဗောတော်တက်တက်သွားရင်တော့တရားမျိုးပေါ့နော်အဲတရားမျိုးကိုကျွန်တော်မသွားဘဲနဲ့ဒီတာပကြေးရွာဘက်ကနေပတ်သွားမှာဘူးဒီလမ်းကိုခွေ့ရမှာဖြစ်ပါတယ်မမတို့ကိုလိုက်ဖြစ်ပါတယ်ဒီလမ်းကိုခွေ့ပြီးတော့တက်တက်ကြီးသွားမှာပါ နောက်ကလူတွေစောင်းလိုက်အောင်ပဲဗျာကျွန်တော်နောက်ကလူတွေနဲ့တော်တော်ဝေးသွားပြီအဲ့ဒါကြောင့်ကဲနောက်ကလူတွေနဲ့ရောက်ပြီဆိုတော့ဆက်သွားကြရအောင်ဗျာကျဲကျဲကူနေပြီဆက်တို့မယ်ဆက်တို့မယ်မမိုက်နေမိုက်နေနော်ရှေ့ပဲပကြီးကားတစ်ချက်ကိုကြည့်နေရတဲ့အလားပဲ ခုဒီလမ်းအနေနဲ့ဆင်ကျွန်တော်တို့မှော်ဝန်းသထားစီကိုဆက်သွားနေဖြစ်ပါတယ်။အဒီလမ်းမှာနေရတဲ့ feeling ကိုကျွန်တော်ပြောပြရမှာဆိုရင်တော့အချို့နေရာတွေမှာနေပူတယ်၊အချို့နေရာတွေမှာတော့နေရိပ်လေးရှိတယ်၊ရှုခင်းလေးတွေကတော့တော်တော်လှတယ်။အဲဒါပေမဲ့ကျွန်တော်ဗီဒီယိုအရင်ရှိမှာဆိုတဲ့အတွက်ကြောင့်မလို့ဒီလမ်းမိုင်းတွေကိုတစ်ဖြည်းဖြည်းစီပဲကျွန်တော်ရိုက်ကူးပြသပေးမယ်။အဲလက်ရှိမှာကျွန်တော်တို့အမတ်တရဖြစ်စီရနောက်တစ်ဖြည်းဖြည်းတစ်ခုဖြစ်အောင်မှာဖြစ်ပါတယ်။အဲဖြည်းဖြည်းလေးကိုကျွန်တော်ခဏလောက်ရိပ်ပြပေးမယ်နော်။ပျောက်လဲသွားပြီ။နောက်တစ်ယောက်ထပ်လဲသွား။ပေါ်ရန်အပေါ်ရန်တော့အပေါ်ရန်ပဲပေါ့နော်။ငါပတ်တီးလေးနဲ့ဖြစ်ကုန်ပြီ။ရပါပြီ။ရပါပြီ။ ဲဆိုတော့ပတ်တီးလေးပဲစီးပြီးပြီဆိုတော့ဆက်ဒိုးမယ်ဗျနော်ဒီလမ်းတရက်ကြီးပဲဆက်ဒိုးအောင်ရောက်တော့မယ်တဲ့ရောက်တော့မယ်တဲ့သရားရောက်တော့မယ်ဟိုးရှေ့မှာသရားကိုတော့မြင်နေရပြီဗျနော်ဩဒီလမ်းနင်းပြီးွားပြီနင်းပြီးွားပြီကဲရှေ့မှာမှောင်ဝန်းသရားရောက်ပြီဗျနော်ဒီမော်ဝန်ထရာနဲ့ပတ်သက်ပြီးတော့ကျွန်တော်အသေးစိတ်မြင်ကွင်းလေးတွေကိုပြီးခဲ့တဲ့ဗီဒီယိုတွေမှာရိုက်ပြပေးတာရှိပါတယ်။အဲ့ဒါကြောင့်မို့လို့ဒီနေ့မှအများကြီးမရိုက်ပြတော့ဘူး။ကဲမော်ဝန်ထရာဆင်းပြီပေါ့နော်။ဆိုတော့ဒီထရာဆင်းပြီးွားရင်ကျွန်တော်နင်းမှုတဲ့လမ်းမိုင်းတချို့တော့ရှိတယ်ဗျ။ဟိုနင်းမှုတဲ့လမ်းမိုင်းတွေကိုပြန်ရောက်ပြီပေါ့နော်။ဒါပေမဲ့ အဲနောက်တာမနေမှုသေးတဲ့လမ်းမိုင်းကိုသွားဖို့အတွက်တော့ရှိသေးတယ်ဒဲကွေးလမ်းနေပေါ့နော်ဆဲရပြပြီးပြူသွားမယ်ကဲဒီမှာတော့ကျွန်တော်တို့ကွင်းပေါက်ကြည့်ပါပေါ့နော်အဲကွင်းပေါက်ကြည့်ပြကျွန်တော်မဟုတ်ဝင်မြင်လို့ရှိရင်ရှေ့မှာလမ်းထိုးရတော့ပါပေါ့နော်ဟုတ်တယ်ဟုတ်တယ်ဒီတက်တဲ့သွားရင်တော့ပီတခတ်သွားပြီးတော့ကြောက်တန်းပေါက်ပါပေါ့ဒီတက်တဲ့ကျွန်တော်ဒီကနေထိုးအောင်အခုကျွန်တော်တို့ကွေးလိုက်တဲ့လမ်းကတော့တမန်ဦးဘက်ကိုသွားတဲ့လမ်းပေါ့နော်ဒါပေမဲ့ကျွန်တော်တမန်ဦးထိဆက်သွားမှာမဟုတ်ပဲねအလမ်းတဝက်ကနေပြီးတော့ကျွန်တော်ချိုးရမယ့်လမ်းလေးရှိရပေါ့နော်ရှိရအောင်ကျွန်တော်ဆက်ပြီးတော့ပြပြပေးမယ်နော်ကဲလမ်းပေါ်ရောက်ပြီနော် လမ်းပိုင်းကလည်းကျွန်တော်နင်းမှုတဲ့လမ်းပိုင်းတစ်ပိုင်းထဲမှာပါတယ်ဗောနော်အဲ့တော့ကျွန်တော်မနင်းမှုသေးတဲ့လမ်းပိုင်းတစ်ယောက်တော့မှာပဲဆက်ပြီးတော့ရိုက်ပြပြမယ်နော်ကဲကျွန်တော်ကဒီတက်တဲ့သွားရင်တော့တမန်ဦးဗောနော်အဲတမန်ဦးကမသွားပဲနဲ့လောလောဆယ်ဒီဘက်ကိုကြွေပြီးတော့ကျွန်တော်တို့ဒီလမ်းတိုင်းတက်တဲ့သွားပြီးတော့ကံမြောင်ရွာကနေတစ်ဆင့်ကျမကံရော်ဖြတ်မယ်ကျမကံရော်ဖြတ်ပြီးတော့ကျွန်တော်တို့လေခွေးနဲ့လမ်းကနေပြီးတော့ချောင်းဆောက်ကိုတက်မှာဖြစ်ပါတယ်အဲ့ဒါမှာလောဆယ်ဘိန်းကတော့တယောက်ပေါက်သွားပြီဒီပေါက်ပါကဲဒီမှာဘိန်းအဆူးချပြီးတော့ကျွန်တော် ဆန်းနေပြီဗောနော်ဘယ်မှာတွေ့ဒီမှာတွေ့ကဲဆက်သွားမယ်ဆက်သွားမယ်ဘိန်းပါကူအားဆက်သွားမယ်ဆက်သွားမယ်ကြာလီကဲသွားမယ်သွားမယ် ready 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 ကဲဘောနော်ကျွန်တော်ကံပြောင်ရွာထဲမှာဗောနော်တော့ကြတယ်ရရပဲချိုးလိုက်ပြီနော်ခုနတော့ခုလမ်းမောက်ပါလေပဲချိုးလိုက်ပါဘူးတော့ဒီကနေ3မိုင်လောက်နေအမှတ်6လမ်းလောက်ရောက်ပါတော့နော်အဲဒါမဲ့ကျွန်တော်အမှတ် တော့လမ်းတော့ဘူးအေးအေးစေးစေးဘာလဲတက်ပြီမဲ့ကျွန်တော်အတိတယ်သူတို့ဟိုတယ်ဟိုတူကျေကုန်ကျေကျမကန်ကျေးရွာကျွန်တော်မကြခင်မှာလေကွင်းလမ်းနေရောက်တော့မှာဗောနော်ဆက်တုံးမယ်နော်โอ้เฮ้นัวแลงกูเลยนัวแลงกูเลย ျွန်တော်ရှေ့လမ်းချိုးရတာပါဗောနော်အဲဒီကနေတက်တဲ့သွားလို့ရှိရင်3မိုင်လောက်ဆက်နေသွားလို့ရှိရင်အမတ်6လမ်းဆောင်ရောက်ဘူးဗောနော်အဲအမတ်6လမ်းပေါ်ကျွန်တော်မတက်ပဲတဲ့လေကွင်းလမ်းနေရာနေပြီးဖြတ်ပြီးတော့သွားကြမှာဗောနော်ဆက်ထိုးမယ်နော်လေကွင်းလမ်းဆက်ပါပြီသာမွေးဆင့်မယ်လမ်းဗောနော်ဟောဒီနေ့ကဝင်ဒီဝင်တဲ့အချိန်တော်နောက်ကျနေပြီကြာနေ့တိုင်းကြော်လောက်တော့ရှိပြီဒါလမ်းနေထားပြီဗောနော်ရှေ့ပဲ ဒီလေခွင်းလမ်းကြီးကတော့6မိုင်လောက်ရှိမယ်လို့သိရပြီးတော့ကျွန်တော်တို့ရင်ခုန်စွာနဲ့နေရမယ်လမ်းပိုင်းဖြစ်ပါတယ်အခုဆက်ဆက်ဝင်ကျင်လမ်းကြီးကတော့လည်းကျေသေးတယ်ပေါ့နော်နောက်ပိုင်းလမ်းကြီးကဖြည်းဖြည်းချင်းကျင်းလာမယ်ပို့ပြီးတော့တာယာတစ်လုံးစာဖြစ်လာမယ်ပြီးတော့လမ်းမှာမြင်ကွင်းတစ်ချို့တစ်ဝက်လေးလည်းကောင်းတဲ့မြင်ကွင်းလေးရှိရဆိုတော့ကျွန်တော်ဒီလေခွင်းလမ်းကြီးကို6မိုင်ဆိုတော့အဝေးကြီးပဲပေါ့နော်အဲကျွန်တော်အသေးစိတ်ရိုက်ပြလို့ရှိရင်ဗီဒီယိုကအရင်ရှိသွားမယ်အဲ့အတွက်ကြောင့်ကျွန်တော်တကယ်ထူးခြားတဲ့နေရာလေးတွေကိုပဲ highlight ထားပြီးတော့ကျွန်တော်ရိုက်ပြပေးသွားမှာဖြစ်ပါတယ်ကဲကျွန်တော်လည်းသူရင်ခုန်စွာဆက်လက်ဆောင်ကြည့်လိုက်ကြအောင်ဗျာဒါဒီနေ့ကျွန်တော်အဲ့တဲ့တရုပ်ဆောင်လေးကြီးပါ Okay, saludos, ¿no? နန်းနေတာဒီလိုပဲလိုလေးပေါ့နော်ဟာရှေ့အမြင်ကွေးလေးရရှဲပဲဒီရှဲပဲရှဲပဲဒီကောင်းတယ်ရှဲနေပါဘာလို့ရှဲအမွေကျန်သေးတယ်ဆာမွေကဟိုမှာဟောဒီမှာချိုးသွားကြပြီပြန်အောင်ဒီနောက်မှာကျွန်တော်နောက်ကကိုတို့ပြန်ဆောင်နေရပါတော့ကိုဘက်နောက်မှာကျန်သေးတယ်အများကြီး လမ်းလေးတွေကနည်းနည်းကျဲသေးတယ်ဗောနော်အရှိမပို့ပြီးတော့ကျင်းမဲ့လမ်းလေးရှိသေးတယ်လို့သိရပါတယ်လမ်းလေးကကျင်းတော့ဒီလိုပဲသွားတယ်ဟုတ်ဒီဒီလမ်းလေးကကျွန်တော်တို့ KCC ဘွဲ့တွေခေါ်သွားတာဖြစ်ပါတယ်ချောင်းဆောက်ကိုထွက်တဲ့လမ်းလေးပါတဲ့လုတ်တယ်တော့ကျွန်တော်လုတ်တာဒီလူအများကြီးပဲရှေ့ပဲဒါလူကုန်မဟုတ်သေးပါဘူးလူတွေအများကြီးကြံပါသေးတယ် ကဲမကြခင်မှာကျင်းတဲ့လမ်းပိုင်းလေးလာတော့မယ်လို့သိရပါတယ်။ဖွေးလေးဘောတော့ဆင်လာလေးပါဒီလိုလမ်းနဲ့စီးကျင်လို့မောင်တိန်ဆင်လာတာပါ။နားမှာတော့လုံးဝဘွက်လေးဘွက်လေးတွေပေါ့နော်ဘွက်လေးရှိပါလေ။ကဲခြေနားမှာတော့ကျွန်တော်ဆာမွဲတကယ်စစ်မဲ့လမ်းလာတော့မယ်။ဆိုရှေ့နာကွေ့ရမယ်တဲ့။ ကျွန်တော်သွားမှာဒီလမ်းကသွားမှာဗောနော်တဲ့တယ်ပဲအခုနကျွန်တော်လာလာဒီဘက်လမ်းကလာလာဖြစ်ပါတယ်အဲဒီနားမှာတော့ကျွန်တော်ကြီးမနှုတ်ခရဗောနော်အဲဒီမှာခဏနားနေဖြစ်ပါတယ်ဦးဆက်သွားတော့မယ်လည်းဒီလမ်းကိုသွားကဲဆက်သွားမယ်နော်အော်ဟိုရှိလမ်းလေးကဒီလမ်းကသွားမှာလေကျွန်တော်နားအစားပြီးဆာမွေးစစ်မှာလို့သိရပါတယ် နိုင်လေးတွေသူတို့နေထားလေးတွေပေါ့နော်ဂုံလူတန်းဂုံလူတန်းဖြည့်နေတာဒါဂုံလူတန်းဖြည့်နေတာဒါအရှိမဒီချက်ပိုကျင်းမယ်လို့သိရပါတယ်မိမတော့မြောင်းလေးပေါ့ဟုတ်တယ်ဗျ။အပူကျင်းလာပြီ။ဗျပူကျင်းလာပြီလေ။လမ်းပူကျင်းလာပြီ။ဟောခွာလိုက်ကြနော်။ကျွန်တော်တော့ကျွန်တော်တန်တော့သူတို့ကြားပါမလား။ဝေးနေတော့ စကားလေးအမလေးဟဲ့ဒီလိုင်းလေးဆိုတော့တော့တာယာတကယ်တစ်လုံးကတာယာတစ်လုံးသာလေးဒီမှာကျွန်တော်သွားတဲ့လမ်းမှာတွေ့တာဗောနော်ထိမ့်မင်းထိမ့်မင်းလို့ခေါ်တယ်တဲ့ဒီမှာတပင်ဟိုဘက်မှာတပင်မုတ်ဆစ်ကြီးကြာတယ်ဟာမုတ်ဆစ်ကြီးကြာတယ်လမ်းပိုင်းလေးလေးကတော့ဒီလိုလေးလေးရှိပါတယ်ရှေ့ပြန်လိုက်တာတော့ကိုလုံးကြီးဟုတ်ပါဟုတ်ကဲ့ပါနောက်မှာတော့အဖွဲသားတွေပါ ဖြတ်ပါရဲ့ဖြတ်မယ်ဖြတ်မယ်တယောက်တယောက်ပြီးတယောက်တယောက်ပြီးတယောက်တယောက်ပြီးတယောက်ဖြတ်ပါမယ်ရရရဟုတ်ဟုတ်ဟုတ်ဒီဝင်ဒီဝင်စီးပရိမစတဲ့ဆက်ကူခမရောက်ပါအမ်ဘာလဲလူကမားတယ်ဗောခင်ဗျာတော့ရှင်းနိုင်အောင်တော့ရွာတရွာဝင်မယ်လို့သိရတယ်ဗောနော်အဲ့ရွာတရွာခဏနားမယ်နော်ဟိုကရေကူးနေကြတယ်ထားလိုက် ကဲအခုကျွန်တော်ချောင်းဆောက်ရောက်ပြီပြင်းပကန်းလေးတို့ချောင်းဆောက်ဘက်ကိုဖြတ်နေလာတာပါနောက်ကလူတွေစောင့်နေဖြစ်ပါတယ်အခုကတော့ကျွန်တော်တစ်ဖြက်တစ်ဖြက်စီပဲပေါ့နော်အဲဟိုနားနားလိုက်ဒီနားနားလိုက်ဒီမှာမုတ်ဝဲပြီးတော့ဆက်သွားမှာပေါ့ရွာလေးလမ်းနေရာနေဒါမှမဟုတ်သေးစိတ်တော့မရိုက်ပြတော့ကျွန်တော်ပထီတိတ်မကြံတော့ဘူးတော့ဒီကနေပြီးတော့တော်တော်လေးကိုနေရမှာဒီလေတော့ရှင်းနားမှာတော့ကျွန်တော်ဆေးလုံးကြီးပါရောက်လို့မေးတဲ့အဲဘယ်တိုင်းမှာကျွန်တော်ထွက်မဲ့လမ်းကိုရောက်လို့မှာပေါ့နော်ဟိုရှင်းနားလမ်းကနေကျွန်တော်ညာချိုးရမှာပေါ့နော်ညာချိုးရင်ကျွန်တော်ဆေးလုံးကြီးကြီးပါရောက် ေးလုံးကြီးရွာဆေးလုံးဆေးလုံးကြီးကြီးရွာကျွန်တော်ဆေးလုံးကြီးကြီးရွာနေပြီးတော့ဒီလမ်းတက်တဲ့ဆက်နေတာလို့ရှိရင်ကျွန်တော်ရှိမှာထွက်တော့မှာပေါ့နော်လမ်းမလမ်းထွက်တော့မှာဖြစ်ပါတယ်ဒီရှေ့လမ်းမှာတော့ကလဝဲသရားကိုသွားတဲ့လမ်းပေါ့နော်အဲဒါပေမဲ့ကလဝဲသရားနာတော့ပေါက်မှာမဟုတ်ဘူးကျွန်တော်တို့ဒီအမချောက်လမ်းဆောင်တော့ကိုရင်ပေါက်မှာပေါ့အဲကျွန်တော်ရှေ့ဒီလမ်းမှာပေါ်ရောက်လို့ရှိရင်ကျွန်တော်ဗီဒီယိုလေးကိုဆုံးသတ်မှာဖြစ်ပါတယ်ကျွန်တော်ကင်မရာမှာဘက်ထရီသိမ့်မကြံတော့ဘူးပေါ့နော်အဲ့အတွက်ကြောင့်မလို့ဖြစ်ပါတယ်ကျွန်တော်ရှေ့မှာလမ်းမတိုင်းကိုပြန်ထွက်ပြီပေါ့နော် ကျွန်တော်ပြန်ဖို့လမ်းကြောင်းပေါ်ရောက်ပြီပေါ့နော်အချိန်အပြည့်9နာရီခွဲတော့မယ်တော့ဗီဒီယိုလေးဒီမှာဆုံးသက်မှာဖြစ်ပါလေအဲဟိုဟိုနောက်ကကိုနေရောက်မပါလေကဲဒီနေ့ရောက်တော့ပါခင်ဗျာအားလုံးဆုံးလေးကြည့်ပြီးတော့ကျေးဇူးတင်ပါတယ်ကျွန်တော်နောက်ဗီဒီယိုတွေမှာပြန်တွေ့ကြမှာနော်တတ်တာ